နောက်ဆုံးနှုတ်ဆက်ပွဲအတွက်အင်တာဗျူးဖြေရမှာဒီအကြောင်းလေးကြောင်းအွန်လိုင်းအန်ဆန်မျက်ရည်ကြခဲ့တာပါပရိသတ်များအားလုံးမင်္ဂလာပါဗျာ UK Sport ကနေတင်ဆက်နေပါတယ်ဒီရက်ပိုင်းထဲမှာ One Championship ကအွန်လိုင်းအန်ဆန်ရဲ့နောက်ဆုံးပွဲစဉ်အတွက်အင်တာဗျူးတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒီအင်တာဗျူးတွေမှာအွန်လိုင်းရဲ့ကစားမပွားအဆုံးသတ်ဖို့ရွေးချယ်ပြေးခဲ့တဲ့အကြောင်းလေးကိုအသားပေးထားပါတယ်အင်တာဗျူးတွေမှာအွန်လိုင်းရဲ့ပြောနေကြကမျက်ရည်စာတွေကိုမြင်တွေ့ရတာကသူ့ရဲ့စိတ်ခံစားချက်ကိုထင်ရှားစေပါတယ်ဒါက1 on 1တာရောထွေးနေတဲ့ခိုက်တံပဲလို့ကျွန်တော်ကတော့ဆိုချင်ပါတယ် အောင်လာကစေစုနှစ်တစ်ခုကျော်ကြာ MMA နယ်ပယ်မှာကျင်းလည်ခဲ့ပြီးတော့ဂုဏ်ယူဆရာအောင်မြင်မှုတွေအများကြီးရယူခဲ့ပါတယ်။အဲဒါကြောင့်သူ့ရဲ့ကစားမပွားကိုပြန်ကြည့်လိုက်တဲ့အခါမှာဂုဏ်ယူဆရာတွေပြည့်နေနေပြီမြဲဒီနယ်ပယ်ကိုစွန့်ခွာရတော့မယ့်ဂိုက်တက်မှာတော့တန်ရောစင်တွေ့မှုနဲ့ဝမ်းနည်းမှုတွေကလည်းရှိနေတာဖြစ်ပါတယ်။ဒီမြတ်ဟီစာတွေကသူ့ရဲ့ကစားမပွားအပေါ်မှာချစ်ခင်မြတ်တော်မှုနဲ့တာဝန်ကျေပွန်ခဲ့ပြီးဆိုတဲ့ခံစားချက်ကိုပြသနေတယ်လို့ဆိုနိုင်ပါတယ်။အောင်လာအဆန်းက The Burmese Python လို့တစ်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 အောင်လာအဆန်းက The Burmese Python လို့တင်စားခံရပြီးတော့ ဝမ်ချမ်ပီယံရှစ်ရဲ့အကြီးအကျယ်ဆုံးသောပြရုပ်တည်တကတစ်ခုလည်းဖြစ်ပါတယ်။ War MMA Award ကပေးတဲ့တနိဒာအကောင်းဆုံး Fighter ဆုလိုမျိုးဝမ်ချမ်ပီယံရှစ်ကကစားမတိုင်းမရရှိခဲ့တဲ့ဂုဏ်ယူစရာမှတ်တိုင်တွေအများကြီးရှိပါတယ်။ဒါရီကကဘာတီသွေးထာဝရတီတမ်းရဲ့တမိုင်းနေဖြစ်ပါရီ။အောင်လာကမြန်မာနိုင်ငံပထမဆုံးကဘာစင် MMA ချန်ပီယံဖြစ်လာခဲ့ပါရီ။သူ့ရဲ့အောင်မြင်မှုတွေကမြန်မာလူငယ်တွေအတွက်လှုံ့ဆော်မှုဖြစ်စေပြီးတော့ MMA အားကစားကိုမြန်မာနိုင်ငံမှာပိုပြီးလူသိများလာစေခဲ့ပါရီ။အောင်လာရဲ့တိုက်ခိုက်ရေးပုံစံကပြင်းထန်တဲ့တိုက်ခိုက်မှုတွေအားသာရီကိုလုံးကိုပေါင်းနဲ့ ground gain ကောင်းစွာကစားနိုင်မှုဒါတွေကိုပေါင်းဆက်ကြပါရည်။အောင်လကမြန်မာနိုင်ငံသားမကအာရှနဲ့ကမ္ဘာပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါရရှိခဲ့တာပေါ့။သူရဲ့နှိမ်ချတဲ့ပုံစံကစားမဘွားပေါ်မှာဆရာထက်တန်မှုနောက်ပြီးပရိသတ်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံပုံကသူ့ကိုကမ္ဘာစီ MMA ကျယ်ပွင့်တအုပ်ဖြစ်စေခဲ့ပါရည်။ဒီသမိုင်းမှတ်တိုင်တွေကအောင်လရဲ့ကစားမဘွားကဂုံယူစရာအောင်မြင်မှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုပြသပါရည်။အဲဒါကြောင့်သူရဲ့နောက်ဆုံးပွဲမှာဂုံယူစရာခံစားချက်တွေရှိနေမယ်ဆိုတာသိကြပါရည်။ ဒါပဲဆယ်စုနှစ်တခုကျော်ကျင်လည်ခဲ့တဲ့ MMA နယ်ပယ်ကိုစွန့်ခွာရတော့မယ့်အခိုက်အတန့်မှာတော့တန်ရောစဉ်တွေ့မှုနဲ့ဝမ်းနည်းမှုတွေလည်းရှိနေကြတာဖြစ်ပါလိမ့်မယ်။အောင်လာဟာဝင်း Fight Night 36မှာ Sebastian Carter တန်နဲ့ထိုးတက်မဲ့ပွဲစဉ်ကိုသူ့ရဲ့ကစားမဘဝမှာနေကုန်းချုံမဲ့အခိုက်အတန့်ဖြစ်သတ်မှတ်ထားပါရီ။အဲဒါကြောင့်မဲ့ဒီပွဲစဉ်ကသူ့အတွက်အထိပ္ပယ်များကြီးရှိပါရီ။ Interview တွေမှာအောင်လာရဲ့ပြောနေကြတာကမျက်ရည်စရတွေကသူ့ရဲ့စိတ်ကံစားချက်ကိုထင်ရှားစေပါရီ။ ဒါကသူချစ်မြတ်လို့တဲ့ MMA နယ်ပယ်ကိုစွန့်ခွာရတော့မယ့်ဝမ်းနဲ့မှုနဲ့ဆယ်စုံနှစ်တခုကျော်ကြာတာဝန်ကျေပွန်ခဲ့တဲ့ဂုဏ်ရမှုရောထွေးနေတာပဲဖြစ်ပါလိမ့်မယ်။ Garrison က1 welterweight ကမ္ဘာချန်ပီယံဟောင်းတူဖြစ်ပြီးတော့ပြင်းထန်တဲ့ striking ပိုင်းစွန့်ရင်နဲ့နာမည်ကျော်ကြားပါရီ။အရေးပွဲစဉ်ကအောင်လာအတွက်စိန်ခေါ်မှုတခုဖြစ်ပြီးတော့သူ့ရဲ့နောက်ဆုံးပွဲကိုထူးခြားတဲ့အောင်မြင်မှုနဲ့အဆုံးသတ်ဖို့အခွင့်အရေးလည်းဖြစ်ပါရီ။အောင်လာဟာဒီပွဲမှာသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသဖို့ကြိုးစားမယ်ဆိုတာသိကြပါရီ။အောင်လာက MMA နယ်ပယ်မှာ73နှစ်ကျော်ကျင်းလည်ခဲ့ပြီးတော့ အိုင်နေပေကသူ့ဘဝရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒါကြောင့်နောက်ဆုံးပွဲစဉ်မှာသူ့ရဲ့ခံစားချက်တွေတန်ရောစဉ်တွေ့မှုနဲ့လွမ်းဆိုးမှုတွေပြည့်နေနေမှာသိကြပါတယ်။သူ့ရဲ့မျက်ရည်စာတွေကဒီနေပေပေါ်မှာချစ်ခင်မြတ်နိုးစိတ်ကိုပြသနေတာဖြစ်ပါတယ်။အောင်လာရဲ့ကစားမဘဝနီကုန်းချုံမှုကမြန်မာနိုင်ငံပြည်သက်တွေနဲ့ကမ္ဘာပြည်သက်တွေအတွက်လွမ်းဆိုးစရာအခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေနဲ့နှိမ်ချတဲ့ပုံစံကပြည်သက်တွေရဲ့နှလုံးသားထဲမှာနေရာယူထားပါတယ်။အောင်လာဟာမြန်မာနိုင်ငံရဲ့ဂုဏ်ယူဆရာအကစားသူရဲ့ကောင်းတူဖြစ်ပါတယ်။ သူရဲ့ပွဲစဉ်တွေကိုရန်ကုန်မြို့တိုးဝနာကွင်းမှာကြည့်ရှုခဲ့ရတဲ့အမတ်တရားတွေကိုပရိသတ်တွေကအခုချိန်ထိတိုင်ပြန်လည်အမှတ်ရနေကြပါလိမ့်မယ်။ကိုမြေကိုရီကိုပရိသတ်တွေရှေ့မောက်မှာကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့အမတ်တရားကိုအောင်လာကိုရိုင်းလည်းပြန်လည်အမှတ်ရနေမှာသိကြပါရစ်။ဝါချန်ပီယံရှစ်ရဲ့ကမ္ဘာပရိသတ်တွေကအောင်လာရဲ့ဆရာထက်တန်မှုကျွမ်းကျင်မှုနောက်ပြီးနှိမ်ချတဲ့ပုံစံကိုချစ်ခင်ကြပါရစ်။သူရဲ့ YouTube ဗီဒီယိုတွေဟာကြည့်ရှုမှုတန်ပေါင်းများစွာရရှိထားပြီးတော့ အာရှဒေသတွေမှာ MMA အားကစားကိုပိုပြီးလို့တင်များထင်ရှားလာစေခဲ့ပါတယ်။အချုပ်ဆိုရရင်တော့အွန်လိုင်းအစံရဲ့1536မှာ Sebastian Carstan နဲ့သူတမ်းမြင်နောက်ဆုံးပွဲစဉ်ကသူ့ရဲ့ကစားမပွားကိုကွန်ပျူတာအခမ်းအနားတစ်ခုပဲလို့ဆိုလိုက်ခြင်းပါတယ်။ဝါချမ်းမြရှိရဲ့အင်တာဗျူးတွေမှာအွန်လိုင်းအပြုံးနေကြကမျက်ရည်စားတွေကသူ့ရဲ့1 day 1တာရောထွေးနေတဲ့ခံစားချက်ကိုထင်ရှားစေပါတယ်။သူဟာ1 middleweight နဲ့ light heavyweight champion ကပတ်နှစ်ခုရယူမှုမြန်မာနိုင်ငံရဲ့ဂုံဆောင်မှုနဲ့ကမ္ဘာပရိသတ်ရဲ့ချစ်ခင်မှုတို့နဲ့ဂုံစရာတမိုင်းမှတ်တိုင်နဲ့အများကြီးခြံထားရခဲ့ပါတယ်။ အရိမတ်တိုင်ကကဘာတီတွေထာဝရတည်တဲ့အနေမှာအောင်မြင်မှုတွေဖြစ်ပြီးတော့ပရိသတ်တွေကလည်းသူ့ကိုထာဝရအမှတ်ရနိုင်ကြအောင်ပါပါအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ